မစ်စွားမြန်မာပြည်ဝဲမှာနမဲကြီးဆုံးဖြစ်ပေမဲ့စောမြေအခိုင်ကုန်အနေဆုံးစုနယ်ပဲနှစ်သိမ့်လိုက်ရတဲ့အကြောင်းရင်းအားလုံးမင်္ဂလာပါသဲဆယ်လီဘေးနျူးပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီ ရခိုင်တိုင်းရင်းသူလေးစောမြင့်အခိုင်ဟာမစ်စွာမြမ2025ကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပေမယ့်ရှားလက်ကတော့ပြိသက်တွေခံမှန်းထားသလိုမဖြစ်ခဲ့ပါဘူး။စောမြင့်အခိုင်ကမစ်ယူနီဘာမြန်မာမှာပြိုင်ကလေးကတော့တန်းဝင်ခဲ့တဲ့အနှမယ်ဖြစ်ပြီးဒီနေ့မှာမစ်ယူနီဘာမြန်မာမှာမပြိုင်တော့ဘဲမစ်စွာမြမကိုလာပြိုင်ခဲ့သူဖြစ်ပါရည်။မစ္စဝါမြန်မာမှာစောမြင့်အိခိုင်ဟာခံဘက်ပြန်လာတာ sorry ဆိုပေမဲ့တေချာစူးစမ်းခဲ့ပါရည်။ မစ်ဆူနီဘာမာကလေးကနာမည်ကြီးခဲ့တာကြောင့်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကမစ်ဝေါ်မြန်မာအထိပါအားပေးကြပါရည်။စုံမြိတ်ခန်ရဲ့ရှင်ဝါကြောင့်မစ်ဝေါ်မြန်မာကိုပရိသတ်တွေစိတ်ဝင်စားမှုပိုရခဲ့ပါရည်။ကြိုင်မင်းစုံမြိတ်ခိုင်ကတော့ဝိနာစုကိုမရခဲ့ပေအသက်18နှစ်ရွယ်ခီစာခင်ကပဲဆူရောက်သွားပါတော့ဒီခီစာခင်ကအသက်15နှစ်ကလေးကအလှမေပြိုင်ပွဲကိုဝင်ပြိုင်လာသူတစ်ယောက်ဖြစ်ပြီးမစ်ဝေါ်မြန်မာမှာဝိနာစုကိုပါရရှိသွားခဲ့ပါရီ ခိစာခင်အားစောမြေအခိုင်ကိုကြောတက်ပြီးဝိနာစုရသွားလို့ပြည်သက်တရားတော်စိတ်မကောင်းကြပါဘူး။စောမြေအခိုင်က Fort Runner အနေနဲ့ကျင်းနှလိုက်ရပြီးဒီလောက်စုနေပဲသူ့ကိုနှစ်သိမ့်လိုက်ရတာပါ။ကိုထွေးလင်ဟာစောမြေအခိုင်ကိုတုံးချပြီးတော့နမေကြည့်အောင်လုပ်ပြီးမှ Fort Runner အလောက်ပဲပေးတယ်ဆိုပြီးဝေဖန်ခံနေရပါတယ်။စောမြေအခိုင်ကရခိုင်တိုင်းရင်းသူလေးဖြစ်ပြီးရခိုင်ပြည်နယ်မှာ2019ခုနှစ်ကလေးကလူမှုဂျိုပြူပရိုက်တာလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့သူပါ။ project ခိုင်ခိုင်မာမာရှိပေမဲ့လေငွေကြေးအင်အားကတော့မတန်နိုင်ခဲ့ပါဘူး။ တာမယ်မိသားစုကနေမွေးဖွားလာခဲ့သူဖြစ်တာမလို့ဒီလိုနေထိုင်ရအောင်ကိုအားကိုကိုပြီးတော့စူးစမ်းခဲ့ရသူပါအရှေ့အမပညာရေးချင်းတို့ပြေဆုံးပေမဲ့စောမြင့်အခန်ရသူ့ရဲ့ခန္ဓာကိုယ်နဲ့ရုပ်ရည်ကြောင့်ဝေဖန်ခံရပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကကမ္ဘာအဆင့်မီပြိုင်ပွဲကိုတွားရဖို့အထိမဖြစ်နိုင်ဘူးလို့ဆိုတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းပြောင်းလဲလိုက်ပါတယ် ပြန်မွေးမပြန်ခင်မှာခန္ဓာကိုယ်မှာပုံနေတဲ့အဆီတွေအားလုံးကိုခြနိုင်ခဲ့တယ်လို့ပခုံးတက်လာအောင်ကြိုးစားနိုင်ခဲ့ပါရီ Grand Final မှာတော့စောမြင့်အခိုင်ဟာ question and answer ကိုသိချင်အဖြေနိုင်ခဲ့ပါဘူးစိတ်လုံရှားနေရကြောင်းပြောစင်နေကြောင်းရာကိုတိတိမိမိပြောနိုင်ခဲ့လို့ဒိုင်းနီယာသူ့ကိုမြွေးချေခဲ့တာပါ ကွယ်ရှင်ရဲ့အန်ဆာကိုအဓိကကြည့်ပြီးရွေးချယ်တာပါဆိုတော့ကိုထူးရဲ့လွင်ရဲ့စကားရစောမြင့်အခိုင်ကတော့ကြံခဲ့ရပါပြီ။ဒါပြင်အလာမင်ငငယ်လေးတွေနဲ့အလာမင်တစ်တွေကိုပဲပိုအားတာတွေဆိုတာကြောင့်စောမြင့်အခိုင်ကတော့ force winner အနေနဲ့ပဲချွေးသိခံလိုက်ရှာပါတော့ရီ။အလာမင်များစွာဆူရပြီးတဲ့အခါ pride တာချုပ်ပြုလုပ်ငန်းတွေကိုအမိမြေမှာပြန်လည်လုပ်ကိုင်တာနဲ့ပါကြပါရီ။စောမြင့်အခိုင်ကတော့အမိမြေကိုတိချပေါက်ချုပ်ပြုမဲ့သူဖြစ်ပေမဲ့ဒီခွင့်ရေးကိုလက်လွတ်လိုက်ရှာပါရီ။စောမြေအိခိုင်ကဝေဖန်မှုတွေကြားတဲ့ကနေကြက်ကြက်ခိုင်ပြီးတော့လားပြန်ခဲ့သူဖြစ်ပြီးရင်းကျက်သူဖြစ်တာကြောင့် ူရဲ့ရလက်ကိုလည်းလက်ခံနိုင်တဲ့သူဟာရခိုင်လူမျိုးတွေရဲ့ဂုံကိုပါဆောင်းနိုင်ဖို့စောမြေအိခိုင်ကကြိုးစားခဲ့ပေမဲ့ဝိနာစုကိုတောင်မှမရလိုက်ပါဘူးဝိနာစုရရင်ခေစာခင်ကတော့ပြိုင်ပွဲဝင်လှမယ်အားလုံးနဲ့မှာအင်္ဂလိပ်စာကျွမ်းကျင်ပြီးစိတ်ကိုတည်ငြိမ်ထားတဲ့သူဟာဒါကြောင့်ဝိုင်းရင်လှမယ်တွေကိုကြော်လွန်ပြီးတော့မစ်စဝမြန်မာတရက်ဖို့ကိုထိုက်တန်စွာရရှိသွားခဲ့ပါတယ်မေဆော2025ပြန်ပွဲကို2025ခုနှစ်မေလအတွင်းမှာအိန္ဒိယနိုင်ငံကအင်ရှင်ဖြစ်ကျင်းပမှာဖြစ်တဲ့တွင်ခေစာခင်ကနှစ်လအတွင်းစူးစမ်းသွားမှာဖြစ်ပါတယ် ကိုထူရလွင်ကသူ့ရွေးချယ်တဲ့အလှမင်းနဲ့ပတ်သက်ပြီးအားလုံးကြည်နဲ့ကြားရလို့ယုံကြည်ထားပါတယ်။အရေးချင်းရှိပေမဲ့လည်းလိုအပ်ချက်တွေရှိနေသေးလို့ Foreigner Anderson နဲ့ပဲကျင်းနယ်လိုက်ရတဲ့ဆော့မြက်အခိုင်အတွဲအားပေးစကားလေးတွေကို comment မှာပြောခဲ့ပေးပါဦးရှင်။ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။